နိဗ္ဗာန်ကိုရရပါလို့ဤလို့ဆူတောင်းကြပါရဲ့ဖျားနိဗ္ဗာန်ကိုနားလေလို့တော့မဟုတ်ပါဘူးနိဗ္ဗာန်ကိုဘယ်လိုနားလေရပါမလဲတဲ့နိဗ္ဗာန်ကို အလိုရှိအပ်ပါသလားကေတ္တနာပိသက်တည်းနိဗ္ဗာန်ကိုရရပါလို့ဤလို့ဆူမတောင်းလားနိဗ္ဗာန်ဆိုတာဘာလဲဆိုတာနားလေလားကြောက်မဲ့ပွေကောင်းတဲ့အကုသူကံဒီကိုပြုတ်နေကြအောင်ပါပဲပြုတ်ရဲကြအောင်ပါပဲဖြစ်တယ်ဒါကြောင့်မို့ ဒီကိလေသာတွေကိုပယ်သတ်ခွင့်ရတဲ့နေဟာငြိမ်းချမ်းတဲ့နေပဲဒီကိလေသာတွေကိုပယ်သတ်နိုင်တဲ့နေဟာအေးချမ်းတဲ့နေပဲဒါကြောင့်မို့နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးဆိုတာဟာတန်တိဒုက္ခချမ်းသာအစစ်ကြီးပဲဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးကိုဒီနေ့မှာမျက်မှောက်ပြုနိုင်တယ်လေအာယုံယူနိုင်တယ်လေလို့ပြောရင် ကိလေသာကိုပယ်တတ်နိုင်တဲ့နေဟာနိဗ္ဗာန်ကိုအာယုံယူတဲ့နေပဲဖြစ်တယ်။ဒါဆိုရင်နိဗ္ဗာန်ဆိုတာကိုဆုတောင်းခြင်းသည်ကိလေသာကိုပယ်တတ်ပိုင်ခွင့်တောင်းခြင်းပါပဲ။ဟုတ်ပြီနော်ဒါဆိုရင်ကိလေသာကိုပယ်တတ်နိုင်တဲ့နေဟာဘသူကိုမျက်မှောက်ပြုပြီးတော့အာယုံယူလို့ရတဲ့နေပဲလေ။ဒါဆိုလို့ရှိရင် နိဗ္ဗာန်ကိုအာရုံယူခြင်းနဲ့ကိလေသာကိုပယ်တတ်ခြင်းဟာပြိုင်နဲ့မဖြစ်ဘူးလားဒါဆိုရင်အဲ့ဒီကိလေသာတွေမရှိတော့ရင်ကောင်းမလားဒါဆိုရင်အဲ့ဒီကိလေသာတွေကိုပယ်တတ်နိုင်ကြောင်းနိဗ္ဗာန်တရားတော်မြတ်ကြီးကိုအာရုံယူနိုင်တာရောမကောင်းလားဒါဆိုနိဗ္ဗာန်ဆုတောင်းတယ်ဆိုတာဟာတည့်ရဲ့အဖြစ်နားလည်ဖို့ခက်ခဲတယ်နိဗ္ဗာန်ဆုတောင်းတယ်ဆိုတာဟာ ိလေသာကိုပယ်တတ်ပိုင်ခွင့်တောင်းတာပါ။ဒါဆိုလို့ရှင်မိမိတို့နိဗ္ဗာန်ကိုရပါလို့ဤလို့ဆုတောင်းခြင်းအစားမိမိတို့ဆုတောင်းကိုကြောင်းလဲဖို့ကောင်းတယ်။ဒုက္ခဖြစ်စေတဲ့ကိလေသာတွေကိုပယ်တတ်နိုင်ကြောင်းကြီးစွာသောအကြောင်းထောက်ပံ့ဖြစ်ပြစေလို့ဒီလိုဆုတောင်းမယ်ဆိုရင်အဲ့ဒါနိဗ္ဗာန်ဆုတောင်းတာပါပဲ။ဟုတ်ပြီနော်ဒါဆိုနိဗ္ဗာန်ဆုတောင်းတဲ့ဆိုတာဘာကိုတောင်းတာလဲ ကိလေသာတွေကိုပယ်သတ်ပိုင်ခွင့်တောင်းတာပါကေတန်တပိသက်တွေကိလေသာကိုပယ်ခွင့်ရမယ်ဆိုအခုပယ်မလားမပယ်ဘူးလားအခုလောဘပယ်ခွင့်ရမယ်ဆိုပယ်မလားဒါဆိုနိဗ္ဗာန်စုဆိုတာကိုသဘောပေါက်ပြီလားဒါဆိုနိဗ္ဗာန်ကိုအလိုရှိအပ်ပါသလားလို့မေးရင်အလိုရှိအပ်ပါလေပြင်နောက်ကပိသက်တွေနိဗ္ဗာန်ဆိုတာကိုနားလေလား ဲ့တော့ကြည်ရတာနားလေပုံရတယ်နော်ဒီဘက်ကပြည့်တတ်ကြည်နိဗ္ဗာန်ဆိုတာနားလေလားဘုဒ္ဓဇင်မှန်ရင်နိဗ္ဗာန်ကိုစာတွေ့အနေနဲ့ပြောတတ်ခြင်းပြောတတ်မယ်တကယ်တော့နားမလဲနားမလဲတဲ့နိဗ္ဗာန်ကြီးကိုအတောင်းကြီးတောင်းနေကြတယ်နော် နားမလဲတဲ့အတွက်ကြောင့်မို့အခုနိဗ္ဗာန်သွားရမယ်ဆိုသွားမလားလို့မေးရင်ဘယ်လိုဖြေမလဲတကယ်လက်တွေ့မေးဘူးတယ်နိုင်ငံမျိုးစုံကတပြည့်တည်းကိုနိဗ္ဗာန်အခုသွားမယ်ဆိုသွားမလားဆိုတွတ်ဆုတ်သွားတယ်ကလောသွားမလားလို့မေးရင်ဘယ်လိုဖြေမလဲဆုံးဖြတ်ချက်ချလို့မရဘူးလားကလောဆိုတာမသိဘူးလားအင်းပြန်မလားလို့မေးရင်ဘယ်လိုဘယ်လိုဖြေမလဲ ြန်မယ်ဗောဘာဖြစ်လို့လဲပန်ပိုင်နိုင်နိုင်တိတွေကိုနိဗ္ဗာန်ဆိုတာဆူတောင်းကြပြီမြင့်နိဗ္ဗာန်ကိုတော့ဥဒုစင်တွေကကောင်းစွာနားမလည်ဘူးနိဗ္ဗာန်ကိုဘယ်လိုနားလည်ရပါမလဲနိဗ္ဗာန်ကိုအလိုရှိအပ်ပါသလားတဏ္ဍပိတ္တတိနိဗ္ဗာန်ကိုနားလည်အောင်လို့ဒီနေ့စူးစမ်းပြီးပြောကြည့်မယ် နိဗ္ဗာန်ကိုအလိုရှိအပ်ပါသလားဆိုတဲ့မေးခွန်းကိုလည်းပဲမိမိတို့နားလေသက်ဝင်အောင်ညဝေပေးမည်တဏ္ဍပိတ္တတိတရားအထုအခြင်းရဲ့ရည်ရွယ်ချက်သည်အမှန်တရားကို သိဖို့ဖြစ်တယ်တိတိကျကျပြောရင်ဒုက္ခသစ္စာ သမုဒယသစ္စာနိရောဓသစ္စာမကသစ္စာဆိုတဲ့သစ္စာလေးရဲ့တရားမြတ်ကိုသိဖို့မြင်ဖို့ဖြစ်တယ်တရားအထုအတဲ့ရွယ်ချက်သည်သစ္စာလေးရဲ့တရားမြတ်ကိုထိုးထွင်းသိဖို့ပဲဖြစ်တယ်အဲ့ဒီသစ္စာလေးရဲ့တရားမြတ်ကိုဘယ်သူတွေသိမယ်မြင်မယ်လဲဘုရားဘယ်လိုမိတ်သွားလဲတမာတိရှိတဲ့ပုဂ္ဂိုလ်တွေဟာသစ္စာလေးရဲ့တရားမြတ်ကို တိမေမြင်မေဒါဆိုလို့ရှိရင်တရားနာပိတ္တတွေနိဗ္ဗာန်တရားတော်မြတ်ကြီးကိုဘယ်အခါမှရမလဲနိဗ္ဗာန်တရားတော်မြတ်ကြီးဟာဘသူတွေအာယုန်ယူခွင့်ရှိတယ်လေတရားနာပိတ္တတွေမိမိတို့တွေတွေ ဥစ္စာစည်းစိမ်သည်ပြည့်စုံကြွယ်ဝနေကြတယ်ဆိုကြပါစို့ဥစ္စာပစ္စည်းတွေကြွယ်ဝချမ်းသာကြတော့ညာလေးပင်တခေချမ်းသာကြပါသလားလို့မေးရင်ဘလို့ဖြေမလဲချမ်းသာတဲ့သူတွေလည်းမချမ်းသာကြဘူးယာတုဌာနန္တရကြီးတဲ့ပုဂ္ဂိုလ်တွေလည်းမချမ်းသာကြဘူး တမ်းပြုံချုပ်မင်းလို့တဲ့ပုဂ္ဂိုလ်လည်းမချမ်းသာဘူးသူဆင်းရဲတွေလည်းမချမ်းသာဘူးသူချမ်းသာတွေလည်းမချမ်းသာဘူးဘာဖြစ်လို့မချမ်းသာလဲမချမ်းသာခြင်းကို ဖြစ်စေတဲ့အကြောင်းကို ပိုင်ဆိုင်ထားကြလို့ပဲဖြစ်တယ်မချမ်းသာခြင်းကိုဖြစ်စေတဲ့အကြောင်းဟာဘာလဲလို့ပြောရင်လောဘဒေါသမောဟဆိုတဲ့ဒီကိလေသာတရားတွေပဲဖြစ်တယ် ကျေဝချမ်းသာရင်ချမ်းသာမယ်ထင်လို့ကျေဝအောင်ချမ်းသာအောင်ကြိုးစားကြတယ်လေဒါပေမဲ့ဥစ္စာပစ္စည်းတွေနဲ့ပြည့်စုံကျေဝလာတဲ့အခါမှာချမ်းသာသားဆိုတော့မချမ်းသာဘူးယာဒုဌာဏန္တရတွေကြီးမယ်ဆိုရင်လေချမ်းသာမယ်လို့ထင်ကြတယ်ဒါကြောင့်ယာဒုဌာဏန္တကြီးအောင်ကြိုးစားကြတယ်အခွင့်ရသမျှဒါပေမဲ့ချမ်းသာလာကြသလားဆိုတော့မချမ်းသာဘူး ဒီသက်ရှိသက်မဲ့ကာမဝတ္ထုအစုစုတွေဟာချမ်းသာခြင်းရဲ့အကြောင်းအစ်စ်မှန်မဟုတ်ဘူးဘေခာမချမ်းသာမလဲကိလေသာကိုပယ်တတ်နိုင်တဲ့နေ့ဟာချမ်းသာတဲ့နေ့ပဲလောဘရှိတဲ့သူနဲ့လောဘမရှိတဲ့သူဘယ်သူချမ်းသာမလဲရာဂမရှိတဲ့သူနဲ့ရာဂရှိတဲ့သူဘယ်သူချမ်းသာမလဲ မာနမရှိတဲ့သူနဲ့ရှိတဲ့သူဘယ်သူချမ်းသာမလဲဒီကိလေသာတွေရှိနေတဲ့ပုဂ္ဂိုလ်တွေဟာမချမ်းသာတဲ့သူတွေပဲဖြစ်တယ်အဲ့ဒီကိလေသာတွေကိုပယ်တတ်နိုင်တဲ့နေ့ဟာချမ်းသာတဲ့နေ့ပဲကိလေသာတွေကိုတဆင့်ပြီးတဆင့်ပယ်တတ်နိုင်ဒီနေ့ချမ်းသာခြင်းဆိုတာကိုလက်တွေ့ပိုင်ပိုင်ပဲရရှိကြတယ် လေသာတွေကိုဘယ်နေ့မှပယ်တတ်ခွင့်ရလဲလို့ပြောရင်မဉ္ဉံစိတ်တဲ့နေ့မဉ္ဉံဘူဉ္ဉံစိတ်တဲ့နေ့မဉ္ဉံကဆံရကိလေသာကိုအပီးတိုင်ပယ်တတ်ပြီးတော့နိဗ္ဗာန်ကိုအာရုံပြုလျက်နဲ့ဖြစ်ပေါ်လာ၏အဲ့ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးကိုအာယုံယူတဲ့နေ့ဟာ ကိလေသာကိုပယ်တတ်တဲ့နေပဲမညံကနိဗ္ဗာန်ကိုအာရုံယူလျက်နဲ့ဆံရကိလေသာကိုအပီးတိုင်းပယ်တတ်လိုက်တယ်ကေတ္တနာပိတ္တတိကိလေသာကိုပယ်တတ်ခြင်းဟာနိဗ္ဗာန်ကိုအာရုံယူခြင်းပဲဖြစ်တယ်ဒါဆိုရင်နိဗ္ဗာန်ဆုတောင်းတယ်ဆိုတာတနည်းပြောရင် ိလေသာတွေကိုပယ်တတ်နိုင်ကြောင်းစုကြည်ကိုတောင်းတာပဲဖြစ်တယ်။ဒါဆိုလို့ရှိရင်ကိလေသာတွေကိုပယ်တတ်ခွင့်ရရင်ကောင်းလား။ကိလေသာကိုပယ်တတ်တဲ့နေ့ဟာနိဗ္ဗာန်ကိုအာယုယူတဲ့နေ့ပဲ။ဒါဆိုရင်နိဗ္ဗာန်စုဆိုတာတနည်းပြောရင်ဘာလို့ပြောတာလဲဆိုရင် ကိလေသာတွေကိုပယ်တတ်ခွင့်ရပြစီလို့ဒီလိုဆုတောင်းတာပါနိဗ္ဗာန်ကိုဆုတောင်းတာကနမ်လေတဲ့ဆုတောင်းမျိုးပဲဖြစ်တယ်ဒုက္ခဖြစ်စေတဲ့ကိလေသာတွေကိုပယ်တတ်နိုင်ကြောင်းကြီးစွာသော အကြောင်းအထောက်ပြန်ဖြစ်ပြစေဆိုလို့ရှိရင်အဲ့ဒါဘာဆုတောင်းတာပဲလေနိဗ္ဗာန်ဆုတောင်းတာပဲ ဒါဆိုလို့ရှိရင်ကိလေသာတွေကိုပယ်တတ်ခြင်းနဲ့နိဗ္ဗာန်ကိုအာရုံယူခြင်းဟာတပြိုင်နက်ဖြစ်တယ်။ဟုတ်ပြီနော်နိဗ္ဗာန်ကိုအာရုံယူတဲ့နေ့ကိလေသာကိုပယ်တတ်တဲ့နေ့ပဲ။ဒါဆိုလို့ရှိရင်ကိလေသာကိုပယ်တတ်ခွင့်ရတယ်ဆိုရင်ကောင်းသလားမကောင်းဘူးလားလို့ပြည့်တတ်ကြည့်မင်းဘယ်လိုဖြေမလဲ။ကိလေသာတွေကိုပယ်တတ်ခွင့် ရပြစီလို့ဆူတောင်းလို့ရှင်နားလေလားနားမလဲဘူးလားနားလေတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှင်နိဗ္ဗာန်ကိုအလိုရှိရပါသလားလို့ပြောရင်ကိလေသာတွေကိုပယ်တတ်ခွင့်ယူချင်းတာဖြစ်တယ်နိဗ္ဗာန်ကိုအာရင် ယူတဲ့နေ့မဉဏ်ဖူဉဏ်စိုက်တဲ့နေ့မဉဏ်ကဆံရကိလေသာတွေကိုပယ်တတ်ပြီးတော့ နိဗ္ဗာန်ကိုအာရင်ပြုလျက်နဲ့ဖြစ်ပေါ်လာတယ်။အဲကြောင့်မို့နိဗ္ဗာန်ကိုအလိုရှိရပါသလားဆိုလို့ရှိရင်ဉာဏ်ပိတ္တတိဘလို့ဖြစ်မလဲ။သိနာလေဘုံမရဘူး။ဟုတ်ပြီနော်။ဆံရကိလေသာတွေကိုပေတ္တနိုင်တဲ့အတွက်ကြောင့်ဒီလိုဆုတောင်းမျိုးကိုပြောင်းရမှာဖြစ်တယ်။ ဒုက္ခဖြစ်စေတဲ့ကိလေသာကိုပယ်တတ်နိုင်ကြောင်းကြီးစွာသောအကြောင်းထောက်ပံ့ဖြစ်ပြစေလို့ဒီလိုဆုတောင်းတာဟာနားလေသောဆုတောင်းပဲဖြစ်တယ်။ဟုတ်ပြီနော်။အဲ့ဒီလိုဆုတောင်းမျိုးကိုတောင်းရင်နိဗ္ဗာန်ဆုတောင်းတာနဲ့အတူတူပါပဲလို့လောကလူသားတွေဘေရွေပင်ဘေရွေပင်မြစည်းစိမ်ဤပြည့်စုံပါတော်냐လေပင်ဘေကဲ့သို့သော ရာသူဌာနန္တရတိဖြစ်ပြည့်စုံနေပါတော်냐လေပေမိမိတို့ရရှိလာတဲ့စီစဉ်ဒီဖြစ်ပေါ်လာတဲ့စီစဉ်ဒီရရှိအောင်ကြိုးစားတဲ့ခီးမှာကင်ဆဲခဲ့ရတဲ့လက်နဲ့တွေရှိတယ်အဲ့ဒါဒီကလောဘဆိုတဲ့လက်နဲ့တွေပဲဒေါသဆိုတဲ့လက်နဲ့တွေပဲမနာလိုဝန်တိုခြင်းဆိုတဲ့လက်နဲ့တွေပဲဖြစ်တယ် အဲ့ဒီလက်နဲ့တွေကအပေလေးပုံကိုပြစ်ချမဲ့အကြောင်းဒီပဲဖြစ်တယ်ဒီဘဝတော့ချမ်းသာတယ်ဒါပေမဲ့ဒီဘဝကနေပြီးတော့တည်ဆုံးသွားတဲ့အခါမှာဒီကနီးမှာလောဘနဲ့ဆက်ဆက်နေသောကံတို့နောက်ဆုံးအကျိုးပေးတဲ့အတွက်ကြောင့်ပေါ့ အပေလေးပုံတပုံပုံကိုရောက်ရှိသွားကြဘောခီးရှောက်ခဲ့စဉ်တုန်းကဒေါသဖြစ်ပြုတ်ခဲ့ပြုတ်ခဲ့တဲ့ဒီကံတွေကချိန်ဖန်များစွာပြုတ်ခဲ့ပြုတ်ခဲ့တဲ့အတွက်ကြောင့်ဒီကံဒီမှာအဲ့ဒီလိုဒေါသနဲ့ရှင်းနေတဲ့ကံကအကျိုးပေးတဲ့အတွက်ကြောင့်မို့အပေလေးပုံတပုံပုံကိုပြန်ပြီးတော့ရောက်ရှိသွားကြတယ်မနောလူပုံတုံမှုတွေနဲ့တိဆောက်ခဲ့တဲ့ ကန္ဒီဟာလေးပဲဘဝတစ်ချောင်းမှာခြင်းဖန်များစွာပြုပြင်ခဲ့တာဒီများများလာတဲ့အတွေ့အဲ့ဒီကန္ဒီကဒီကန္ဒီမှာအကျိုးပေးခွင့်တာသွားတဲ့အတွေ့ကြောင့်အပယ်လေးပုံတပုံပုံကို ရောက်ရှိသွားကြတဲ့ဘဝပိုင်ရှင်တွေဟာမနေ့ကတရားမှာဖြစ်စဉ်နဲ့မိမိတို့ပြန်ပြောင်းအောင်ပြီမယ်ဆိုလို့ရှိရင် ဒီကိလေသာတရားတွေဟာအစဉ်တန်းမြင့်တဲ့ဘဝတစ်ခုကနေအမတန်အစဉ်တန်းနေတဲ့ဘဝတစ်ခုကိုရောက်အောင်ပို့ပေးတယ်။ကြီးကျယ်တဲ့ဌာနန္တရကနေပြီးတော့ထိုဌာနန္တရကိုလောကအအတွက်အသုံးမပြုဘဲနဲ့ငါနဲ့ငါမိသားစုအတွက်ငါအတ္တကိုအခြေခံပြီးတော့အသုံးပြုသွားခဲ့တဲ့အတွက်ကြောင့် အဲ့ဒီလိုကြီးမားတဲ့ကြီးကျယ်တဲ့ဌာနန္တရကိုရရှိထားပြီတော့ညာလေးပဲထို့အကြောင်းတွေကိုအကြောင်းပြုပြီးတော့မောင်ရင်တော်ကျင့်သုံးမှုမောင်ရင်တော်နှလုံးသွင်းတွေနဲ့ဘဝကိုဖြတ်ကျော်ခဲ့တဲ့အတွေ့အဲ့ဒီကံတွေကအင်အားရှိလို့ဒီကံဒီမှာလာပြီးအကျိုးပေးတဲ့အခါမှာ မြင်မာတဲ့ဌာနန္တရကနေပြီးတော့နေကြတဲ့ဌာနန္တရကိုရရှိသွားကြတယ်။ဒါကြောင့်မို့ဒီကိလေသာကြောင့်အမှားလောက်ကြတယ်။ဒီကိလေသာကြောင့်ပဲတယောက်နဲ့တယောက်နဲ့လှည့်ဖြားကြတယ်။ဒီကိလေသာကြောင့်ပဲတယောက်ကိုတယောက်ညှဉ်းပန်းကြတယ်၊နှိမ့်ချက်ကြတယ်၊တပ်ဖြတ်ကြတယ်။ဒီကိလေသာကြောင့်ပဲမလုတဲ့အရာတွေကိုလုတ်ဖြစ်အောင်လုတ် စိတ်ဆိုတိုက်တွန်းခြင်းကိုခံကြရရဲ့အဲဒီကိလေသာတရားစုတွေကိုမပယ်သတ်နိုင်သေးတဲ့ပုဂ္ဂိုလ်မှန်သမျှဟာချမ်းသာအစစ်ကိုမရနိုင်ကြဘူးဒါကြောင့်မို့သူ့ကိုကြည့်လိုက်တော့လေမိုးလင်းကမိုးချုပ်ကိလေသာညွန်ချမှုကိုနာခံပြီးတော့ပြေးလွှားနေကြတယ် လူကျင်သာတွေရောက်ဖို့ဖြစ်ကျင်သာတွေဖြစ်ဖို့မိမိတို့ရည်မှန်းထားတဲ့ကာမဂုဏ်ချမ်းသာတွေကိုရဖို့ဆိုပြီးတော့ဒီကိလေသာတွေကတွန့်တိုက်တဲ့အတွက်ကြောင့်မို့မိမိတို့တွေချမ်းသာနေကြသလားပင်ပန်းဆင်းရဲနေကြပါသလားလို့ဘင်းဘယ်လိုဖြေမလဲ မိမိတို့အလိုရှိတဲ့ကာမဂုဏ်ကိုဘသူကလိုတာလေအဲ့ဒီကာမဂုဏ်ဒီကိုမိမိကအလိုရှိတာလားဘသူကလိုတာလေဒီတရားနာပိသက်တွေဒီခန္ဓာအင်ကြီးမရှိဘူးဆိုလို့ရှိရင်အစာအတော့ရှာမိဖို့လိုသေးလားဒီခန္ဓာအင်ကြီးမရှိဘူးဆိုလို့ရှိရင် အင်ကြီးအိမ်ကောင်းတွေကိုရှာပေးဖို့လိုသေးလားဒီဒီခန္ဓာအင်ကြီးမရှိဘူးဆိုလို့ရှိရင်စေကောင်းဝါကောင်းတွေကိုရအောင်လို့ရှာပေးဖို့လိုသေးလားဒီခန္ဓာအင်ကြီးမရှိဘူးဆိုလို့ရှိရင်အဝတ်ကောင်းအဝတ်လှတွေကိုရှာပေးဖို့ကလိုသေးလားဒါဆိုလို့ရှိရင်မိမိတို့လိုတာလားဒီခန္ဓာအင်ကြီးကလိုနေတာလားအဲ့ဒီခန္ဓာအင်ကြီးရဲ့လိုအပ်ချက်ကို မိမိတို့ဖြစ်စည်းပေးနေကြတဲ့ပုဂ္ဂိုလ်များသာဖြစ်တယ်အဲ့ဒီခန္ဓာအင်ကြီးမှာအတူရှင်တွဲပြီးတော့ပါလာတဲ့အငုတ်တဖြစ်နေကင်းဖို့နေတဲ့ကိလေသာတရားစိုးတွေကလည်းပဲသူတို့ရဲ့သဘာဝကိုတောင်းဆိုကြတယ်မိမိတို့ လူကျင်တယ်လူကျင်တယ်လူမူလင်းကနေမှုချုပ်ပြောနေကြပိုင်ဆိုင်ကျင်တယ်ဆိုတဲ့စိတ်နဲ့ပြေးလွှားနေကြအရသာကောင်းတွေကိုငါစားကျင်တယ်ဆိုပြီးတော့ရှာမိနေကြအင်ဂျီအင်ကောင်းနဲ့ငါနေကျင်တယ်ဆိုပြီးတော့ငါရဲ့လူအပ်ချက်လူမြင်နေကြအင်မတန်ကောင်းမွန်တဲ့ စေကောင်းဝါကောင်းတွေကိုငါမှီဝဲကျင်တယ်ဆိုပြီးတော့ငါရဲ့အလိုဆန္ဒလို့ထင်းနေကြတယ်တကယ်တော့လောဘဆိုတဲ့သဘောကလူကျင်တယ်လောဘရှိနေတဲ့ပုဂ္ဂိုလ်တွေကိုလောဘကလူတယ်လို့ပြောနေတယ်ဒါပေမဲ့တက္ကာယဒိဋ္ဌိ မပေတတ်ရသေးတဲ့ပုဂ္ဂိုလ်များဖြစ်တဲ့အတွက်ကြောင့်လောဘရဲ့လူအပ်ချက်ကိုငါလူအပ်ချက်လို့အမှားမြင်သွားခြင်းပဲဖြစ်တယ်တကယ်တော့ငါရဲ့လူအပ်ချက်မဟုတ်ဘူးလောဘကလူနေသားသာဖြစ်တယ်ဒါကြောင့်ဒီလောဘရဲ့လူအပ်ချက်ကိုငါလူအပ်ချက်လို့တက္ကာယတိတိက နားလည်မှုမှားသွားအောင်လုပ်ပေးတယ် ဒါကြောင့်မို့ဒီကိလေသာတရားစိုးတွေကိုမပယ်တတ်နိုင်တဲ့ပုဂ္ဂိုလ်မှန်သမျှဟာပင်မနေကြဥမာပဲဆင်းရဲနေကြဥမာပဲ